ဟိုကျွန်တော်ကတော့ဟိုစိုက်ပျိုးရေးလို့ပြောတဲ့ခါမှာတော့အားလုံးချုံလာပဲပေါ့နော်ဒီစဘာတစ်ခုတော့မဟုတ်ဘူးဒီနေ့အစုံလုံးတော့အကျုံးဝင်တယ်ကျွန်တော်ကလက်ရှိတော့ဆနကျွန်တော်ပြောခဲ့လို့ပဲဒီစဘာဆိုင်တဲ့တောင်တူတွေကတော့ကျွန်တော်စဘာမျိုးစစ်ဟိုတက်နိုင်တော့ကျွန်တော်ဖြန့်ပြီးတော့ဟိုဝေပေးတယ်ပေါ့နော်ဖြန့်ဝေပေးတယ်ဆိုတော့ကလည်းဟိုတောင်တူတွေဟိုစိုက်ရဒီမှာမျိုးစစ်ဘိုးမရှိတာမရှိတဲ့အခက်အခဲပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ကျွန်တော်ဒီနေ့ပေါ်တဲ့ခါမှာကျွန်တော်ပြန်ပြန်ပြေးရုံပဲပေါ့နော်အဲ့ဒီပုံစံနဲ့ပြောမစမ်းတော့ဟို ဟိုဘယ်လိုပြောမလဲဒီနေ့ချပီးတဲ့ပုံစံမျိုးပေါ့နော်ဒီနေ့ချပီးတဲ့ဒီနေ့ပြန်ပေါ်ရင်ကျွန်တော်တို့ပြန်ပေးပေါ့ဟောကျွန်တော်တို့ကနောက်နှစ်ကျရင်အဲ့ဒီနေ့တစ်ခါတောင်တူပြန်ဖြတ်နေပေါ့အခုလောဆယ်အဲ့လိုပဲကျွန်တော်တို့ပြဿနာဖြစ်ရှင်းနေနောက်တစ်ခုကတော့ဟိုစဘာမုတ်ပဲနဲ့တခြားဒီနေ့ဆက်တဲ့တောင်တူတွေပေါ့နော်အဲ့တောင်တူတွေအတွက်ကတော့ကျွန်တော်တို့ဒီအထူးတစ်ပြည့်16နေဖြစ်လိမ့်မယ်16နေပုံများတယ်ပေါ့16နေအတွက်ကိုတော့ကျွန်တော်တို့ကအခုလက်ရှိဆိုလို့ရှိရင်လာတော့လောက်လောက်တော့မယ်ပေါ့နော်ဟိုလောက်တော့မယ်ဆိုတာကဒီ home gardening project ပေါ့ ဟိုဝိရှင်စိုက်ပျိုးရေးဟိုစီမံချက်တွေတော့ရှိတယ်ပေါ့ဒါကလည်းကျွန်တော်တို့အခုရထားတာကတော့ဒီ၃၅မြို့နယ်မှာတော့ရထားတယ်ပေါ့နော်ဟိုအဓိကတော့ဟိုကိုကိုတိုင်းစစ်ချောင်းရတဲ့အခါမှာဟိုဒီဟိုစာနေကဖူလုံဖို့စာနေကရရှိဖို့ဆိုတာကလည်းအရန်ဟိုကြုံတွေ့ရတဲ့အခက်အခဲပြဿနာဖြစ်တယ်ပြီးလို့ရှိရင်ခြောင်ရတဲ့နေရာတွေကအရန်ဝေးလံခုံပြတဲ့နေရာတွေဖြစ်ကောင်းဖြစ်တော့တစ်ခါခါကြားလို့ရှိရင်ကျွန်တော်တို့ကကိုစားခြင်းနဲ့တင်းတဲ့နေကိုစားလို့မရတဲ့ပြဿနာရှိတယ်အဲ့တော့ ကိုယ့်ရဲ့မိဘကြောင့်ပြီးမှဖြစ်ဖြစ်ကိုယ့်ရဲ့ခြံဝင်းတွေမှာဖြစ်ဖြစ်ကျွန်တော်တို့တပိုင်းတိုင်းဟိုဝေရှင်စိုက်ပြီးလေးကျွန်တော်လုပ်ဖို့ရှိတယ်ပေါ့နော်ဒီလိုလှုပ်ခြင်းအဖြစ်ကတော့အချင်းပြေဒီမိသားစုတစုရဲ့ဟိုနေ့စဉ်လစဉ်ပေါ့နော်လစဉ်ထွက်နေတဲ့ဟိုအမီဒါစုအတုံးစိတ်ကနေ20ရခိုင်နှုန်းတက်တာစီတယ်ပေါ့နော်အဲ့တော့ဆစ်ချောင်းတွေကလည်းကိုကိုရက်တိနေအောင်ကိုကိုအမီဒါစုအဟာရပြည့်ဝအောင်ဆိုပြီးမှစီမံချက်နဲ့ကျွန်တော်တို့ဒီဟွန်ကာနဲ့စီမံတော့ရှိတယ်ပေါ့နော်ဒါကတော့ဆစ်ချောင်းတွေကိုအဓိကဦးတည်ထားတာဖြစ်ပါတယ်ပေါ့ဆက်ဟုတ်